အားလုံးပဲမင်္ဂလာပါရှင်အသက်ရှင်နေရနေကြိုးဆိုလိုက်ပါတယ်အပတ်စဉ် Sunday တိုင်းမှာဟင်းချက်ဗီဒီယိုလေးတင်ပေးနေတဲ့ channel ဖြစ်ပါတယ်အဲဒီတစ်ပတ် Sunday မှာတော့တကြံအကျိုးနေလည်းဖြစ်တဲ့အတွက်တကြံတွင်းဆိုရင်ချက်စားကြရတဲ့ဒီတကြံစာပေါ့နော်တကြံကြော်လေးကြော်တာလည်းဖြစ်ပါတယ်တကြံကြော်ဆိုတာကတော့ဒါတော့မလုံမင်းတက်မှာတော့ကြော်စားကြတာများရေပေါ့နော်အဲအဲ့ဒီပုံစံလေးကျွန်တော်ကကြော်ပါပါ အဲကြကြံကြော်ကြော်ဖို့အတွက်ပထမဆုံးပြင်တာကတော့ငွေ6ပေါ့နော်ငွေ6ကဒီကက်တပေါင်း6 30ကဝယ်ထားတယ်ပြီးရင်မရှိစုတည်တည်တလုံးပေါ့နော်တလုံးပြင်ထားပါတယ်ပထမဆုံးရင်းနှီးဖို့တည်ပါမယ်ရင်းနှီးဖို့တည်ထားတဲ့အချိန်မှာငွေ6တွေကို3ပိုင်းလောက်ပိုင်းပါမယ်တတိလေးမဟုတ်ဘဲနဲ့ပေါ့နော်ဟိုနှစ်ပိုင်းသုံးပိုင်းလောက်ပဲဟိုပြုတ်လို့ကောင်းတဲ့အနေအထားဖြစ်အောင်ကျွန်တော်ပိုင်းလိုက်မှာဖြစ်ပါတယ် ဝန်လမြိုင်ဘက်မှာကြော်စားကြတဲ့ပုံပုံစံမျိုးပေါ့နော်ကျွန်တော်အဖွားလေးဆိုအမြင်စားတဲ့ပုံစံမျိုးကိုကြော်မှာပဲဖြစ်ပါတယ်ဒီတကြံကြော်ကတကြံတွင်းနဲ့အရန်လိုက်ဖက်တဲ့တကြံတွင်းမှာပဲစားပြကြတာမျိုးပေါ့နော်အဲ့တော့တကြံရောက်ပြီဆိုရင်ဒါလေးကိုမဖြစ်မနေစားကြတာမျိုးတကြံတွင်းမှာဒါလေးကိုတင်ပြလိုက်တာဖြစ်ပါတယ်ရှင်ရိုးစုပြီဆိုရင်အခုနငါ6တိကိုရေးဆေးထားပါမယ်เนาะရေးဆေးပြီးတော့ကျွန်တော်ကပြုတ်ပါမယ် ောထားရင်ငချောက်လို့ပါပြီပေါ့ပြီဆိုလို့ရှိရင်ဒီရောငချောက်တူစဲပါမယ်ဒီကိုပြုတ်လိုက်တဲ့အတွက်လေငချောက်မှာအောက်နက်နေပါလေပါနေဆိုရင်အနက်ထွက်တော့ဘောเนาะအနက်နေအနက်ဆိုးတွေလည်းဖယ်သွားတယ်ပေါ့ ပြုတ်ထားတဲ့ငါးချောက်တွေကိုဆယ်ပြီးတော့ရေနဲ့တစ်ထပ်ပြန်စေးအောင်လေရေစင်အောင်ပြန်စေးလိုက်ပါမယ်။ရေစေးပြီးသွားတဲ့ငါးချောက်တွေကိုအဲအယိုးဟိုအသားနှံမယ်ပေါ့နော်အယိုးဖယ်ပြီးတော့အသားနှံပါမယ်။ ကြံကြောကြောရင်တော့ငချောက်ကအသားမြောင်းလို့ကတပေါင်းလို့နေပဲကြော်ရမြားပါရဲ့အယိုးနေတဲ့ငချောက်ပေါ့နော်ဒါလေးကျွန်တော်ယူအသားချောင်းဝယ်ဝယ်ထားရပါဒါပေမဲ့တချောင်းတချောင်းပါနေအယိုးလေးတွေပြန်ပြီးတော့ထုတ်တာပါဒါငချောက်တွေကိုဒါအယိုးနှင်ပြီးသွားတဲ့အသားအသားချောက်တွေပေါ့နော်အဲ့ဒါမျိုးကျွန်တော်မြေဆုံထဲမှာပြန်ပြီးတော့နည်းနည်းဖြီးပါမယ် ထောင်းတာတော့မဟုတ်ဘူးပေါ့နော်ပြာညက်လုံးဝညက်သွားထောင်းတာမဟုတ်ပဲနည်းနည်းလေးပြားသွားအောင်ကျွန်တော်ဖိနေပါပါငါချောက်ကိုပြင်ပြီးသွားပြီဆိုရင်ဒါကတော့ပါဝင်ပစ္စည်းတွေအတွက်ပေါ့နော်ပါဝင်ပစ္စည်းထပ်ပြီးတော့ပြင်ပါမယ်အဓိကပါဝင်ပစ္စည်းဖြစ်တဲ့တရသေးပေါ့တရသေးကမရှိစုပြီးတလုံးကိုတလုံးလုံးရှစ်ထားပါမယ် ရတီမ630သားကိုတရတီတစ်လုံးလုံးထည့်ပါမယ်။ပြီးတော့ရင်ကျက်သွန်လေးစိတ်ထိုးပါမယ်။ကျက်သွန်တော့ကျွန်တော်များများလေးသုံးပါတယ်။ကျက်သွန်များများလေးနဲ့ကြုံပါပါ။ကျက်သွန်နဲ့အားလုံးကိုလေးစိတ်ထိုးထားပါမယ်။ ဒါကတော့တချမ်းကြောကြောဖို့အတွက်အဓိကပါဝင်ပစ္စည်း၃မျိုးဖြစ်ပါတယ်။တရက်တိရှင်းထားတာရယ်ချက်တော်လေးစိတ်ထိုးရယ်ငချောက်ပြုတ်ထောင်းထားတာပါတယ်။အိုးရဲကိုစီရင်ထည့်ပါမယ်။ ချက်သွန်ကြော်တဲ့နေရာမှာစနုံးမလေးနည်းနည်းလေးထည့်ပြီးတော့ရောင်လေးနည်းနည်းလေးနုံးတဲ့အထိလှိမ့်ပါမယ်ချက်သွန်နေနည်းနည်းအယောင်ပြောင်းပြီဆိုရင်ငချောက်ထောင်းထားတာကိုထည့်ပါမယ် ချက်တန်နဲ့6ကိုနှက်ဆက်အောင်မှွေပြီးတော့ရင်တရက်တီးထည့်ပါမယ်တရက်တီးထည့်ပြီးတော့ရင်တော့အရသာအနေနဲ့စားနည်းနည်းထည့်ပါမယ်စားထည့်ပြီးတော့ရင်တကြားကိုပါလီကလေးပေါ့နော်ပါလီကနည်းနည်းလေးထည့်ပါမယ် ဖြည့်သီးပါတဲ့အတွက်အချင်းတက်လေးထည့်အောင်လို့ငပိလေးငပိမီးဖုတ်တာလေးနဲ့နည်းနည်းထည့်ပါမယ်။ရလာထည့်ပြီးသွားရင်တော့ဘုံလုံးရောသမညာတခြားနန်းဆောင်မှုပါမယ်။ဒါကတော့ကျွန်တော်ပြားရည်လေးနည်းနည်းထည့်လိုက်တာပါ။ကြိုက်လို့ထည့်တာပါမရှိရင်မထည့်လို့ရပါတယ်ဘာမှမဖြစ်ပါဘူး။ အဓိကတော့တဇံကျော်ကသူကအစိုးကျော်လေးဖြစ်တယ်မီအီအီနဲ့နည်းနည်းထိန်းပြီးတော့နော်စိတ်ရှိရှိလေးကြော်ပေးရပါတယ်ကအမြင်ကြော်ပြီးတော့မိမိပြင်းနဲ့အမြင်ကြော်ပြီးတက်တာမျိုးမဟုတ်ဘူးပေါ့နော်။မိအေးလေးနဲ့ဒီကျက်သွန်လေးဣလောင်ငချောက်လေးကျက်သွောင်းဖြည်းဖြည်းချင်းမှုရပြီးတော့တောက်လျှောက်တည်ပေးထားကြော်ပေးထားတာပါ။ကျက်သွန်လေးလည်းနူးဣပြီးကျက်သွားပြီ။တရက်တီးလည်းအယောင်ပြောင်းသွားပြီ။ဒီနေထားရောက်ပြီဆိုရင်ကျက်သွားပါပြီ။ ိုးကြောဖြစ်တဲ့အတွက်ရက်အကြာကြီးတော့ထားလို့မရပါဘူးဒီတိုင်းလေးဆိုရင်တော့စားလို့ရပါပြီဒါကတော့တချမ်းကြော်ပဲဖြစ်ပါတယ်အောက်ပြီးရောက်ရဘက်မလမြိုင်ဘက်မှာဆိုရင်တော့ဒါကိုရေစိမ်ထမင်းဖျောင်းထမင်းတွေနဲ့ယူတိကြော်လေးနဲ့တွဲစားပါတယ်အဲတချမ်းရက်မှာပိတ်ရက်မှာပေါ့နော်အိမ်မှာလှုပ်စားလို့လည်းအဆင်ပြေတယ်ဒီအဝေးတနေရာရောက်နေရဆိုလို့ရှင်လည်းကြည့်ပြီးလိုက်လှုပ်လို့လေကြော်ရာလည်းမြည်နေဘာမှတိတ်တိတ်လုံးမလျှော့ဘူးပေါ့နော်လုံးမလျှော့တဲ့အတွက်အားလုံးပဲလိုက်လှုပ်ကြည့်လို့ရပါတယ် အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီမြန်မာနှစ်သက်ကိုတစံပေးရမှာအားလုံးပဲစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါရစေ။အားလုံးကျေးဇူးပါတတ်တာ။